2025ခုနှစ်ဇော်လိုင်လ27ရက်နေ့စနေနေ့မနက်6:00နာရီဂျိုရိုးကပေးပို့တဲ့အချက်လက်တွေကဗမာဝဘေးရနယ်တက်ရောက်နေတဲ့မြန်မာပြည်ကိုဘယ်လိုနေရာတွေမိုးတဲထန်စွာရောနိုင်လဲမိုးများနေလဲဆိုတာဆက်လက်လေ့လာကြမှာဖြစ်ပါတယ်ကျွန်တော်တို့လေ့လာတဲ့ကျွန်တော်တို့ရဲ့နှီးစနစ်ရ၄စီးကြောင်းနဲ့ အပူချိန်များကိုကျွန်တော်တို့စတင်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။မင်္ဂလာပါမြို့ကြီး IMK Entertainment Channel ကိုကြိုလိုက်ပါရယ်။ဒီရက်တင်ဆက်ပေးမယ့်သတင်းလေးကတော့ဇွန်လ20ရက်နေ့ကနေ24ရက်နေ့ထိမိုးများရေကြီးနိုင်တဲ့နေရာဒေသတွေကိုချုပ်တိခံမှတ်ထားတဲ့မိုးစလဘလော့ကဦးထေတင်းရဲ့ view file လေးကိုကျွန်တော်မျိုးတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။ဒီမနေ့ကဆိုရင်လည်းတောင်ကုန်းမြို့မှာဒီရေကြီးရှင်မှုတွေဖြစ်ပေါ်ရတယ်ပေါ့နော်။ဒီ view file လေးကိုတင်ဆက်ပြသပေးရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်မျိုးလည်းချုပ်တိကောက်ွယ်ပစ္စည်းလေးကိုအောင်ဘူးသူရအနေနဲ့ပြန်လည်ဝင်မဲ့တင်ဆက်ပေးခြင်းဖြစ်တဲ့ဒါကြောင့်မလို့ကျွန်တော် view file လေးကိုအဆုံးတက်ရည်လည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ဒါဆိုရင်တော့ကျွန်တော် view file လေးကိုဆက်လိုက်အောင် ဒီနေ့မနေ့လေစီကြောင်း တိုင်းတာကြမြအရာပင်လယ်ပြင်နဲ့ကိုက်ရဲ့လေစီကြောင်းဟာအိန္ဒိယသမုတ်တရာကနေပြီးတော့ဘင်္ဂလားဒေ့ရဲ့ကိုဖြတ်ပြီးတော့မြန်မာပြည်ကိုဝင်တယ်လို့ပဲဟိမွန်တာတောင်တန်းကိုသွားနေရတာတွေ့ရပါတယ်။ဘာကြောင့်မလို့ဒီနေရာမှာမုတ်တုံလေအာကောင်းလဲဆိုတာကိုကျွန်တော်တို့လေ့လာဖို့လိုအပ်လာပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်အပူအေးဖလှယ်တဲ့နေရာမဟုတ် အသုံးပြုရမှာဖြစ်ပါကြီးမားတဲ့ပင်လယ်သမုတ်တရားရဲကအပူရင်တွေဟာဟိမဝန္တာတောင်နှမ်းမှာရှိတဲ့အေးအေးရှိတဲ့နေရာကိုအပူအေးဖလှယ်ဖို့အတွက်လေတိုက်ခတ်မှုတွေဖြစ်လာရင်းနဲ့ပို့ပြီးတော့မှလေစီးကြောင်းကြီးတွေဖြစ်လာတဲ့ဆိုတော့ပုံတင်လေးရှိပါတယ်။ပေ1900အထက်ကိုတက်ကြည့်လိုက်မှဆိုလို့ရှိရင်ဒီမြေပြင်က အပူချိန်နေပင်လယ်ပြင်ကအပူချိန်နေဟာဟိမဝန္တာတောင်တန်းရဲ့အပေါ်မှာသွားပြီးတော့အများကြီးပုံနေတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဒါဟာအပူအေးဖလေရင်းနေရာမှာ ਨੇ လက်ရှိဖြစ်ပျက်နေတဲ့အနေထားပါ။အဲ့တော့သမုတ်တရားနဲ့ပင်လယ်ကထုတ်တဲ့ရေငွေ့တွေဗမာပြည်မှာဘယ်လိုမိုးရွာနိုင်လဲဆက်တဲ့လေးလာကြမှာဖြစ်ပါတယ်။ဒီကနေ့27ရက်နေ့မှာကိုကိုကျွန်းကနေပြီးတော့မြမ ကမ်းရိုးတန်းတစ်လျှောက်လုံးမှာနေရာပွက်ပြီးတော့မိုးသီးထန်စွာရွာသွန်းနေတဲ့အတွက်ကြောင့်မလို့မွန်ပြည်နယ်တနင်္လာရီတိုင်းမှာ မိုးရေချိန်၁၃၄လက်မစစ်တောင်းမြေဘွားမှာ မိုးရေချိန်၁လက်မရရှိပြီးတော့မြမပြည်အလဲပိုင်းမှာမိုးအနေငယ်ပါသွားတာတွေ့ရပြီမဲ့လေရခိုင်ပြည်နယ်ရဲ့ချင်းတောင်တန်းအဆက်မှာတော့မိုးရေချိန်၃လက်မလောက်ထိ မိုးတဲထန်းစွာရွာသွန်းနိုင်တဲ့အခြေအနေရှိပါတယ်ထို့တူချင်းတောင်တန်း၊သခိုင်းတိုင်းအထက်ပိုင်း၊ကချင်ပြည်နယ်အောက်ပိုင်း၊မန္တလေးတိုင်းအထက်ပိုင်း၊ရှမ်းပြည်နယ်၊ကယားပြည်နယ်တို့မှာဆိုလို့ရှိရင်တော့မိုးရေကြီးတိတက်သမာ6လမဝန်းကျင်ရရှိပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ရှမ်းပြည်နယ်အရှေ့ဘက်ချမ်းမှာမိုးရေကြီး3.5လောက်အထိနေရာကွက်ပြီးတော့ မိုးကြီးနိုင်တာကိုသတိပေးလိုပါတယ်တနင်္ဂနွေနေ့22ရက်နေ့မှာတော့တနင်္လာရီတိုင်းတစ်ခုလုံးဟာမိုးရရင်6လမလောက်ထိရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့တောင်ပြိုခြင်းတံတားပြိုခြင်းတောင်ကြီးမှာနေထိုင်တဲ့လူတွေအတွက်ရှောင်ရှားဖို့အတွက်သတိပေးပါရန်မြတ်တာရခတ်ပါတယ်သို့တူအေယာဝတီတိုင်းရန်ကုန်တိုင်း ကရင်ပြည်နယ်ရခိုင်ပြည်နယ်ထက်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းအနောက်ပိုင်းစကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့သတိထားရမယ့်နေရာကတော့ရွှေဘုံနမ်တူမြစ်ကြီးနာချင်းတွင်းမြို့တို့တစ်လျှောက်မှာမိုးရေကြီးလေးလမလောက်အထိ နေရာကွက်ပြီးတော့ မိုးသီးထနိုင်တဲ့အရထားမျိုးရှိတယ်လို့ပဲရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာလည်းမိုးရေကြီး3လမကနေပြီးတော့3.5လမလောက်ထိ နေရာကွက်ပြီးတော့မိုးသီးထန်းစွာရွာနိုင်တဲ့အနေအထားရှိပါတယ်23ရက်နေ့ရောက်တဲ့အခါမှာတော့မြမပြည်အထက်ပိုင်းမှာမိုးနှဲငယ်ပါသွားတယ်ဆိုပေမဲ့ချင်းပြည်နယ်နဲ့စကိုင်းတိုင်းစစ်ဆတ်ဒေသ ချင်းတောင်တန်းစကားတိုင်းအထက်ပိုင်းကချင်းပြည်နယ် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ထို့အတူကရင်ပြည်နယ်မွန်ပြည်နယ်သတင်းဓာတ်တိုင်းတို့မှာနေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးသီးထန်နိုင်တဲ့နေသားရှိပါတယ်မိုးရကြိမ်လေးလမလောက်ထိရွာသွန်းနိုင်တဲ့နေသားဟာအနေရကြောက်နိုင်တဲ့နေသားဖြစ်ပါတယ် လာမယ့်24ရက်နေ့မှာတော့မြန်မာပြည်အလဲပိုင်းကမန္တလေးနဲ့နေပြည်တော်မှာလွဲပြီးကြံတဲ့တိုင်းနဲ့ဒေသတွေမှာနေရာကျဲကျဲမိုးရွာသွန်းပြီးတော့ဒီအဝါရောင်ပြနေတဲ့ကချင်ပြည်နယ်၊သခိုင်းတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းတို့မှာဆိုလို့ရှိရင်နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်သခိုင်းတိုင်းထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာ မိုးရေချိန်၃လမထို့တူစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်အရှေ့မြောက်ကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းမှာမိုးရေချိန်3.5လောက်အထိရုတ်တရက်မိုးကြီးခြင်းနဲ့ပြင်ဆင်ရဝယ်ရှိပါတယ်။ဒီကနေ့21ရက်နေ့ကနေပြီးတော့မှ26ရက်နေ့အထိရနိုင်တဲ့မိုးရေချိန်ကိုခန့်မှန်းကြည့်တဲ့အခါမှာမြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရေချင်း6လက်မကနေပြီးတော့9လက်မနီးပါရရှိနိုင်တဲ့အနေအထားဆိုလို့ရှိရင်တော့ရေကြီးနေတဲ့ဒေသတွေရေကြီးနိုင်တဲ့ဒေသတွေမှာကျွန်တော်တို့မိုးရေကြီးခြင်းနဲ့ရင်ဆိုင်ရွယ်ရှိသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာ မိုးရေချင်း15လက်မကနေပြီးတော့16လက်မလောက်ထိရနိုင်တဲ့အနေအထားအားလုံးပြင်ဆင်ကြဖို့အတွက်မြစ်တာရက်ခံပါတယ် ကျွန်တော်တို့ရဲ့ယူကျွားနေတဲ့ဆင့်တဘာဝဘေးအန္တရာယ်အတွက်မျှဝေပေးသလိုပဲတို့ထုံးနေပေးနေပါတယ်ကျေးဇူးတင်ပါတယ်အားလုံးတဘာဝဘေးအန္တရာယ်ကြမှာကင်းဝေးကြပါလိမ့်ခင်ဗျာလူရတဲ့ဒီ ဒီရတော့ကျောင်းပါလေ။ကျောင်းဒါဇလီတန်းဖြစ်ပါလေ။ဇလီတန်းပေါ်တာစင်ကြေဘုံမှာ။စင်ကြေဘုံတော့။တော့ရေပြည့်ပါ။ပုံဆိုင်ရအိမ်ကြီးရောပုံဝင်ကုန်။ကျောင်းတောင်ကူ။ကင်းစိတ်လမ်းမှာဖြစ်ပါလေအကုန်လုံး။ဒီပြင်းဖြစ်သွားပြီ။ không ký gì làm ở ba ba kia đi sao mày vậy chị đi trên này là để lụ anh đi lên giờ còn mi lụ mình mình nhiều 不来了没有？你有吗？哎，手机吧。这是突然有来了。马豆子。来嘛，爹娘来嘛！来嘛，爹不爹爹，多多啦，多多啦，爹爹，我啦啦。没嘞，没有嘞，没有，你在说什么？ ဖိပိုင်မျိုးကြီးကျွန်တော်ပြည်ပိုင်လေးကားဒီလောက်ပါပဲဇွန်လ22ရက်နေ့ကနေ24ရက်နေ့ထိမိုးများရေကြီးရှင်ဖြစ်ပေါ်မဲ့နေရာဒေသတွေကိုကြိုတင်ခန့်မှန်းထားတဲ့မိုးစလဘလော့ကဦးတည်တည်ရဲ့ပြည်ပိုင်လေးကိုကျွန်တော်မျိုးပြသက်တိဆက်ပြီးတော့ဖြစ်ပါတယ်ဒီပြည်ပိုင်လေးကိုလည်းအများသူငါတိရလို့အရင်ရှယ်လေးပြုလုပ်ပေးဖို့တာဆွေချင်ပါတယ်အခုလိုမုံနန်းသတင်းနဲ့မိုးလေဆာသတင်းတွေကိုအမြဲတမ်းကြိုတင်ခန့်မှန်းပေးနေတဲ့မိုးစလဘလော့ကဦးတည်တည်ကိုလည်းကျေးဇူးများတင်ပါတယ် credit လည်းပေးပါတယ်မနေ့က20ရက်နေ့မှာဆိုရင်ဒီတောင်ကုန်းမြို့မှာမိုးများလို့ရေကြီးနေပေါ့နော်ဒါကတော့တကယ်မှဆင်မကောင်းစရာပဲဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel နဲ့မုံနန်းသတင်းနဲ့မိုးလေဆာသတင်း ဘုသူတရရတဲ့တဲ့ဆယ်လီတဲ့တဲ့ကိုမြန်မာတက်ဆက်ပြီးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ပြီးနောက် notify bell ကိုပါနှိပ်ခဲ့ပေးဖို့ request ကြပါတယ်။ကျွန်တော် channel အားပေးကြည့်ရှုသူတရချင်းနဲ့ကြည့်မြိုက်တင်ပါတယ်။နောက်ထပ်ပြီးရပါဆင်ရမယ်။တရား